အချိန်တိုအတွင်းပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တဲ့အိန္ဒိယပါကစ္စတန်စစ်ပွဲပြီးသုံးပတ်နီးပါးအကြာမှာအိန္ဒိယကပြိပခဖြစ်ရတဲ့အကြောင်းရင်းတွေဟာပြောင်းလဲမသွားကြောင်းနဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ရန်ဆလာရင် ပါကစ္စတန်ရဲ့ဘယ်နေရာကိုမဆိုတိုက်ခိုက်ဖို့အသင့်ရှိတယ်လို့ဇွန်လ9ရက်နေ့မှာတတိပေးလိုက်ပါတယ်။ပါကစ္စတန်ကအကြမ်းဖက်ဝါဒကိုနိုင်ငံရဲ့မူဝါဒလက်နက်တစ်ခုအနေနဲ့လေးလေးနက်နက်ကိုကျင့်သုံးနေတာပါ။ ါကပြဿနာပါပဲလို့အိန္ဒိယနိုင်ငံသားရဲ့ဝန်ကြီးစူပရာမန်ယန်ဂျိုင်းရှန်ကာကဘရက်ဆဲခီးစဉ်အတွင်း political သတင်းဌာနကိုပြောပါတယ်ပြည်ကြဲလာကစစ်ပွဲဖြစ်ရခြင်းရဲ့နောက်ွယ်ကအခြေအနေမျိုးတွေရှိနေပါသေးလားဟုသော မေကွန်းနဲ့ပတ်သက်ပြီးဂျိုင်းရှန်ကာကတင်းမာမှုဖြစ်စေတဲ့အကြောင်းရင်းအဖြစ်ပါကစ္စတန်ရဲ့ပံ့ပိုးကူညီမှုလို့မြင်နေဆိုရင်တော့ဟုတ်ပါတယ်။အဲ့လိုအခြေအနေတွေရှိနေပါသေးတယ်လို့ပြောကြခဲ့တာပါ။ အိန္ဒိယအုပ်ချုပ်မှုအောက်မှာရှိတဲ့ဂျမ္မူကက်ရှမီးယားဘက်အချမ်းမှာဟိန်းနူအများစုအပါအဝင်အယက်သား26ဦးသေဆုံးစေခဲ့တဲ့အကြမ်းဖက်တိုက်ခိုက်မှုကိုပါကစ္စတန်ကကူညီပံ့ပိုးပေးရတာဖြစ်ကြောင်းအိန္ဒိယကစွပ်စွဲပြီးတဲ့နောက်မေလအစောပိုင်းမှာပြည်ပခါဖြစ်ပွားခဲ့ပါတယ်။ပါကစ္စတန်ကတော့အဲ့ဒီတိုက်ခိုက်မှုဟာသူတို့နဲ့မသက်ဆိုင်ဘူးလို့ညင်းဆိုထားတာပါ။ နျူကလ িয়ার ပိုင်ဆိုင်တဲ့အင်အားကြီးနှစ်နိုင်ငံအကြားဒုံးကျည်နဲ့လေကြောင်းတိုက်ခိုက်မှုတွေရပ်ပိုင်းအပြန်လန်းစစ်စင်ွယ်ပြီးတဲ့နောက်မေလ10ရက်နေ့မှာအပြစ်အခက်ရပ်ဆဲကြောင်းကြေညာခဲ့ကြပါတယ်။နှစ်နိုင်ငံစလုံးကသူတို့အနိုင်ရရှိကြောင်းဂုံဖော်ပြောကြားခဲ့ကြပေမဲ့စစ်ပွဲအခြေအနေတွေနဲ့ပတ်သက်တဲ့သူတို့ရဲ့ထုတ်ပြန်ချက်တွေဟာကွဲပြားကြပါတယ်။ ပါကစ္စတန်ကအိန္ဒိယတိုက်လေရင်6စီးကိုပစ်ချခဲ့တယ်ဆိုတဲ့ပြောကြားချက်ကိုအိန္ဒိယကအစပိုင်းမှာညင်းဆိုခဲ့ပေမဲ့အိန္ဒိယစစ်ဖက်က အကြီးတန်းအရာရှိတူက လေရင်တွေဆုံးရှုံးခဲ့ကြောင်းနောက်ပိုင်းမှာဝန်ခံခဲ့ပြီးလေရင်အရေးအတွက်နဲ့အမျိုးအစားကိုတော့ထုတ်မပြောခဲ့ပါဘူး။လူမှုမီဒီယာပေါ်မှာပြန့်နှံ့လာတဲ့ပုံတွေမှာတော့ပြင်သစ်ထုတ်ဂျက်လေရင်တွေရဲ့အပျက်စီးတွေကိုတွေ့ရပါသေးတယ်။ ပါကစ္စတန်ဟာတရုတ်နည်းပညာသုံးပြင်သစ်ထုတ်ဂျက်လေရင်တစည်းအ ਨੇ ဆုံးပြစ်ချနိုင်ခဲ့တယ်လို့အမေရိကန်နဲ့ပြင်သစ်အရာရှိတွေကပြောပါတယ်။ဂျန်ရှန်ကာကအိန္ဒိယလေတပ်ကလေရင်တွေပျက်စီးမှုနဲ့ပတ်သက်လို့မငြင်းခဲ့ပဲအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးသက်ဆိုင်ရာအာဏာပိုင်တွေကဖြေကြားလိမ့်မယ်လို့ပြောပါတယ်။ ဥရောပတမကနဲ့အဆင့်မြင့်ကုန်သွယ်ရေးဆွေးနွေးပွဲအတွက်ဘရက်ဆဲကိုရောက်ရှိနေတဲ့ဂျိုင်းရှန်ကာကပါကစ္စတန်ဟာအကြမ်းဖက်ထောင်ပေါင်းများစွာကိုပေါ်တင်လေ့ကျင့်သင်တန်းပေးနေပြီးအိန္ဒိယဘက်ကိုဆေးလွတ်နေတယ်လို့ပြောခဲ့ပါဗျာ။ကျွန်တော်တို့ဒီအခြေအနေကိုလက်ခံမှာမဟုတ်ဘူးသူတို့အတွက်ကျွန်တော်တို့ပြောချင်တဲ့သတင်းစကားကရှင်းရှင်းလေးပါဧပြီလမှာလုတ်ခဲ့တယ်လို့မျိုးရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတွေဆက်လုပ်နေရင်ကျွန်တော်တို့တုံ့ပြန်မှာပါအကြံဖတ်အဖွဲ့တွေနဲ့သူတို့ရဲ့ခေါင်းဆောင်တွေကိုပြစ်မှတ်ထားသွားမှာပါ တို့ဘယ်နေရာမှာပဲရှိနေပါစေပါကစ္စတန်နိုင်ငံအတွင်းမှာရှိနေရင်တော့အဲ့ဒီအထိလိုက်တိုက်ခိုက်မှာပါလို့ဂျိုင်းရှန်ကာကပြောကြားခဲ့ပါတယ်လောကမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Misiwa TV YouTube Channel မှာ Member ဝင်ပြည့်စုံရေးဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။